င်းမြနေတဲ့ကျွန်တော် TNL ကတင်လိုက်တဲ့အဲတရုတ်ကြက်ချီညင်တာပြစ်ခံမှုနဲ့ပတ်သက်ပြီးကျွန်တော်ပြောကြပါမယ်ကျွန်တော်နိုင်ငံမှာနိုင်ငံတကာအကူအညီများလက်ခံပြီးတော့ညင်ငယ်နာနဲ့ပတ်သက်ပြီးကုညီကယ်ဆယ်လုပ်ငန်းတွေထောက်ပံ့ရေးပစ္စည်းလက်ခံတဲ့လုပ်ငန်းတွေဆောင်ရွက်လျက်ရှိပါတယ်အဲဒီနေရာမှာ ျွန်တော်တို့သက်ဆိုင်ရာတန်ယုံစစ်တန်ယုံနေရနေတဆင့်ဆက်သွဲပြီးမှကျွန်တော်တို့ဆောင်ရွက်တာမျိုးဖြစ်ပါတယ်အားလုံးကလည်းဒီလိုပဲဆက်သွဲဆောင်ရွက်နေကြဖြစ်ပါတယ်အခုဖြစ်ခဲ့တဲ့အဖွဲ့အနေနဲ့ဒီမြန်မာနိုင်ငံကိုသက်ဆိုင်ရာတန်ယုံစစ်တန်ယုံကိုကျွန်တော်တို့အကြောင်းကြားထားခြင်းမရှိဘူးဆိုတာတော့ပထမဦးစွာကျွန်တော်တို့သိရပါတယ်ဖြစ်စဉ်အနေနဲ့ကတော့ကျွန်တော်တို့ ဖြစ်စဉ်တွေရဖြစ်စဉ်တွေရလဲနောင်ချိုမြို့နယ်အုံမတီရွာအနီးမှာဖြစ်ခဲ့တာဖြစ်တယ်။အဲ့ဒီနေရာမှာလဲဒီတပ်မတော်နဲ့ TNL အကြမ်းဖက်တောင်းကျမ်းသူတွေနဲ့ဒါထိတွေ့တိုက်ပွဲဖြစ်ပွားနေတာတွေကိုကျွန်တော်အလုံးသတင်းများသိရှိနိုင်ပါတယ်တွေ့ရှိနိုင်ပါတယ်။ဒီဖြစ်စဉ်မှာဧပြီလ10ရက်နေ့ည9:00ခွဲလောက်မှာဒါနောင်ချိုဘက်ကနေပြီး ရင်တန်းပေါ့ကိုးစင်းလောက်ပါတယ်လို့ပြောပါတယ်လာတာကိုတွေ့ရပါတယ်အုံမဒီရနာမှာကျွန်တော်တို့အဲတမတော်လုံကြုံရေးအဖွဲ့ရှိပါတယ်တမတော်လုံကြုံရေးအဖွဲ့အနေနဲ့ဒီရင်တန်းကိုတွေ့တဲ့အခါမှာတားဆီးပါတယ်တားဆီးလို့မရပါဘူးဒါမီတာ100လောက်မီတာ200လောက်အကွာကတည်းကမီးထိုးပြီးတားဆီးတယ်တားဆီးလို့မရမီတာ100လောက်အကွာမှာတော့ကျွန်တော်တို့မိုးဘော်ထောင်ပြီးတနတ်3ချက်ပြစ်ဖောက်ခဲ့တယ်လို့သိရပါတယ် ဒါနဲ့နောင်ချိုဘက်ကိုပြန်သွားတယ်လို့ကျွန်တော်တို့အကြံပြင်းသိရပါတယ်ဒီနေရာမှာကျွန်တော်ပြောလို့တာကအာဒီဖြစ်စဉ်မတိုင်ပေါ့ပေါ့နော်ဒီဖြစ်စဉ်မတိုင်ပြီမှာလဲအဲ့ကုန်းလန်းကနေပြီးဝင်လာတဲ့တရုတ်နိုင်ငံကကုညီကယ်ဆယ်ရေးအဖွဲ့ရှိပါတယ် Blue Sky ကုညီကယ်ဆယ်ရေးအသင်းဖြစ်ပါတယ်အဲဒီအသင်းကနိုင်ငံတကာမှာလဲလိုက်ပြီးကုညီနေတဲ့အသင်းဖြစ်ပါတယ်အဲ့ Blue Sky ကုညီကယ်ဆယ်ရေးတရုတ်နိုင်ငံအဖွဲ့ကမက်စလာ 31ရက်နေ့မှာကျွန်တော်တို့ထွက်ခွာလာပြီးတော့မက်လ31ရက်နေ့ည10နာရီခွဲလောက်မှာကျွန်တော်တို့ဝက်ဝင်ဂိတ်ကိုရောက်ရှိခဲ့တယ်16မိုင်ဂိတ်ကိုည17နာရီမှာရောက်ရှိခဲ့ပါတယ်မန္တလေးကိုတော့ဒါဧပြီလ1ရက်နေ့မနေ့ပိုင်းမှာကျွန်တော်တို့မနေ့တနာရီမထိုးခင်မှာရောက်ရှိခဲ့ပါတယ်အဲ့ဒီအခွဲကိုကျွန်တော်တို့လုံခြုံရေးကိုမြန်မာနိုင်ငံရဲတပ်ဖွဲ့က ဒါလမ်းတစ်လျှောက်ဆောင်ရွက်ပြီးတော့ကျွန်တော်မန္တလေးထိအန်ရယ်ကင်းစွာရောက်ရှိပြီးမန္တလေးမှာကျွန်တော်တို့ကုညီကယ်ဆေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပါတယ်ကျွန်တော်ဆိုလိုတာကနိုင်ငံတကာကုညီကယ်ဆေးလုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာဒါအသိပေးရတဲ့အကြောင်းကြားရတာလေကျွန်တော်တို့မြန်မာနိုင်ငံမှာခုချိန်မှာဒါကုညီကယ်ဆေးလုပ်ငန်းတွေကိုအင်တိုင်းအားတိုင်းဆောင်ရွက်နေရတဲ့အပြင်တောင်းကျမှုအန်ရယ်လည်းရှိပါသေးတယ်အဒီပေါ်မှာနိုင်ငံကြီးအမြတ်ထုတ်လို့တဲ့ အဖွဲ့အစည်းတွေလည်းရှိပါသေးတယ်။ဒါတွေကိုကျွန်တော်တို့ချိန်ဆပြီးအကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့ဆောင်ရွက်နေတာဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးလည်းကျွန်တော်တို့တမ်တော်နေတယ်ရောတာဝန်ရှိသူများအနေနဲ့ရောဒါစုံစမ်းနေပါတယ်။ဒီအဖွဲ့တွေနဲ့ပတ်သက်ပြီးလည်းကျွန်တော်တို့ဒါမင်းမြန်းနေပါတယ်။တချို့ပုံတွေမှာတက်လာအတူလာလို့လည်းမယ်။ဒီကားတွေကတော့ကျွန်တော်တို့မြန်မာနိုင်ငံကားတွေပါပဲ။မြန်မာနိုင်ငံနံပါတ်တင်တဲ့ကားတွေပဲတက်တာ哦ဒီ တရုတ်ကျက်စင်ကြီးအသင်းဆိုတော့ပြောပါတယ်မြန်မာနိုင်ငံကုံကားတွေနဲ့ပဲဖြစ်ပေါ်လာရှိပါတယ်။ဒါပဲပြောပြောမြန်မာနိုင်ငံခုလိုအခက်အခဲကြုံတွေ့နေရနေရတဲ့အချိန်မှာကုညီကယ်ဆယ်ပေးတဲ့စာနာထောက်ထားပေးတဲ့ထောက်ပံ့ပေးတဲ့အဖွဲ့အစည်းများနိုင်ငံများအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်။ကြိုတင်အကြောင်းကြားခြင်းညှိနှိုင်းခြင်းများလုံခြုံရေးအကူအညီရယူဆောင်ရွက်ခြင်းများကိုတော့ဆောင်ရွက်ပေးကြဖို့မြစ်တာရက်ခံလိုပါတယ်။ ကျွန်တော်နိုင်ငံမှာဒါခုချိန်ထိတရုတ်ရုရှားအိန္ဒိယထိုင်းစင်ကာပူမလေးရှားဘင်္ဂလားဒေ့ရှ်ဗီယက်နမ် UAE လာအိုဘီလာရုအင်ဒိုနီးရှားဘူတန်ဖိလစ်ပိုင်ဂျပန်တရုတ်ဟောင်ကောင်စတဲ့နိုင်ငံ15နိုင်ငံကလေချောင်းကနေကူညီထောက်ပံ့မှု လေ53စီးရောက်ရှိပြီးဖြစ်ပါတယ်ကယ်ဆယ်ရေးဝန်ထမ်းပေါင်း1519ခုရောက်ရှိပြီးမြန်မာနိုင်ငံမှာကယ်ဆယ်လုပ်ငန်းများဆောင်ရွက်နေပါတယ် ထောက်ပံ့ရေးပစ္စည်းတန်ချိန်354တန်ကျော်ကယ်ဆယ်ရေးပစ္စည်းတန်ချိန်495တန်ကျော်ရောက်ရှိပြီးဖြစ်ပါတယ်။ကုန်လမ်းရေလမ်းဝင်ရောက်နေမှုနဲ့တရုတ်နိုင်ငံကခုနကျွန်တော်ပြောခဲ့တဲ့ Blue Sky ကူညီကယ်ဆယ်ရေးအခွင့်အာကားချောက်ဆင်းနဲ့မန္တလေးကိုမနေ့ကမနေ့တနားရီမထိုးခင်မှာရောက်ရှိပြီးကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လေရှိပါတယ်။အိန္ဒိယနိုင်ငံအနေနဲ့ရေချောင်းအနေနဲ့တမောနှစင်းဆေးလုပ်ပြီးထောက်ပံ့ရေးပစ္စည်းများဆောင်ရွက်လေရှိပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့နော် ပြည်ပြမီဒီယာတွေနိုင်ငံရေးအမျက်ထုတ်တို့တဲ့အဖွဲ့အစည်းတွေရဲ့ကောလာဟာလသတင်းထုတ်လွှင့်ချက်တွေကိုအထူးဂရုစိုက်ဖို့လဲကျွန်တော်အနေနဲ့ပြောကြားလိုပါတယ်ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့သဘာဘေးဒဏ်ကိုအစိုးရပြည်သူလူမှုအဖွဲ့အစည်းတွေနိုင်ငံတကာအကူအညီတွေနဲ့အကောင်းဆုံးဖြစ်အောင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောကြားလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် chào và hẹn gặp lại